ကကကျွန်တော်တို့ဒီတရုတ်ပွဲကကျွန်တော်တို့ကန့်သွင်းတာရက်တူတယ်ပြောရမှာပေါ့နော်ဟိုရက်တူတယ်ပြောရမှာကိုကကကျွန်တော်တို့ဒီပြိုင်ပွဲကန့်မဝင်ခင်ကဟိုဒီတဘာဝဘေးအနေငလင်လှုပ်လိုက်တော့လေကျွန်တော်တို့ကန့်ရတဲ့ကိုကနေပြီးတော့မှာပေါ့နော်နေပြီးတော့မှာဥမာကျွန်တော်ငလင်လှုပ်လိုက်တော့ကျွန်တော်တို့လေ့ကျင့်ရေးကျွန်တော်တို့ပတ်ချက်ချင်းတမျိုးတည်းမှာပေါ့အားသာ event တွေတော်တော်များများလေ့ကျင့်ရေးတွေဆောင် ြတ်သွားတာနော်လေ့ကျင့်လေ့ကျင့်အဆောင်တွေကျွန်တော်တို့ပြတ်သွားတဲ့အခါမှာပြန်လည်းပြုတ်ပြင်နေတဲ့အကြောင်းမလို့ကစားသမားတွေရဲ့လေ့ကျင့်မှုပိုင်းကိုခဏတာရင်ကျနာလိုက်ရတာပေါ့ကျနာလိုက်ရတော့ထွေးနေတွေပါတယ်ပြတ်သွားတာပေါ့ဆက်ဆက်တွေပါတယ်ပြတ်သွားအဲ့ချိန်မှာအခုဒီအဝက်ရှိရဆိုတော့အဲကျွန်တော်တို့အဲကစားသမားတွေပြန်စုပြီးတော့ထွေးနေလောက်တာဆိုတော့ရက်ကန့်ရလဲတိုးတယ်ဆိုတော့နည်းနည်းတော့ပြင်ခဲ့စီရတော့ဟိုအများကြီးတော့ဟိုအရင်အရောက်တော့တင်ပါကစားအားတွေချိတ်ဆက်မှုအာ နဲနေတာရန်ကန်တန်လေးတုံနေတာဟုတ်ဒီဇင်းရနေရမှာကျွန်တော်တို့ဒီ20ကိုကျွန်တော်တို့အစအနေပြင်ဆင်ရတယ်ဖြစ်သွားတာဆိုတော့တခြားတခြားဆင်းလာခဲ့တာနဲ့မဒီငလေးသဘောဘေးနေဤလို့လိုက်တော့စောက်ဦးတွေပြူတယ်ပြက်တယ်ပေါ့လေ့ကျင့်အဆောင်လေးဟိုလေ့ကျင့်လို့မရတဲ့အချိန်မှာကျွန်တော်တို့ကစားတဲ့ဒီအပိုင်းတွေမှာသာသမားတွေခဏဒီလေ့ကျင့်မှုပိုင်းတွေရက်ပြလိုက်ရတာ ခြင်းတဲ့နေရာတွေပြည်လို့မနေရာတွေစဉ်းလက်မရှိတဲ့အခါကျအခဒခဏရက်လိုက်တာပေါ့ရက်ပြီးတော့ကျွန်တော်တို့အခုအခုဆိုရင်ရန်ကုန်ဘက်ကိုပြန်ပြောင်းလာတယ်သူဝနာဘက်မှာလေ့ကျင့်ရေးပိုင်းကိုပြန်လည်ပြောင်းလာတယ်ပြောင်းပြီးတော့မှကျွန်တော်တို့ကစားသမားတွေအခုပြန်ပွဲကရက်ကန်တူတယ်ပဲဒီမှာကန်သွင်းတာဟိုလာပိုင်းလောက်ပဲတလတလနှိပ်ပတ်လောက်ပါအဲ့လောက်လေးကန်သွင်းထားတာဆိုတော့အာ20ရက်လည်းကျွန်တော်တို့ဒီငလင်းလှုပ်တဲ့အချိန်မှာကျွန်တော်ရက်ပြလိုက်ရတာပါတယ်ဆိုတော့ ခုဟာအစအစပုံနဲ့ပြန်ဆင်းရတော့အရင်ကြီးတော့တင်မလားကသာသမားတွေအရင်ပြစ်တော့မဖြစ်ဘူးရစသရရဖက်ပေါင်းလုံးကလည်းပြည့်ရဆိုတော့မဖြစ်နိုင်ဘူးဟောဆိုရက်တူတာရောအစနဲ့ပြန်လေ့ကျင့်ရတာဆိုတော့နည်းနည်းတော့လိုအပ်ချက်လေးကိုအများကြီးရပါဘူပွဲကတော့ကျွန်တော်တို့အဲတရုတ်ကတရုတ်အရှက်ကပ်နော် အာရှကိုတရုတ်ကပြိုင်ပွဲလုပ်တဲ့အောင်ပါအဲ့တော့အာဆီယံ10နိုင်ငံ17နိုင်ငံပေါ့ဒီထိုင်းအသင်းကြီးတွေလည်းထိုင်းတွေမလေးတွေဒီရောက်လာသူတို့လည်းဒီရောက်လာအင်ဒိုတို့မလေးရှားတို့ကျွန်တော်တို့ဘီဘီယန်နမ်တို့တော်တော်များများလာလာပါပါဒီပွဲကလည်းအားလည်းကျွန်တော်တို့ဟိုမလေးဝက်ကတ်တို့လိုတိုင်းကင်ကတ်တို့လိုအဲ့လိုကစားသမားတော်တော်များများစုံမဲ့လို့ထင်ပါတယ်ဒီပွဲမှာလည်း ကျွန်တော်တို့အခုပြိုင်ပွဲ event ကျွန်တော်တို့မြန်မာကတော့၄ယောက်ချင်းနဲ့ခုယောက်ျား၄ယောက်ချင်းနဲ့အာယောက်ျားအမျိုးသား၃ယောက်ချင်းနဲ့ပေါ့တာရှင်ပြန်ရပါပြိုင်ပွဲမှာအဲနှမျိုးကစားခွင့်နှမျိုးကစားလို့ရအောင်သူတို့လုပ်ပေးထားတာပေါ့နော်မျိုးသမီးတွေကတော့ကျွန်တော်လည်းတိတ်မသိဘူးမျိုးသားတွေမှာတော့ကျွန်တော်၃ယောက်ချင်းခါစီလို့ပြိုင်ပွဲရယ်ဟို၄ယောက်ချင်းရယ်တော့ပြိုင်ပါကစားသမား၆ယောက်နဲ့ကျွန်တော်တို့မျိုးသား၆ယောက်နဲ့တော့ပြိုင်ပါ โอเคအခုကကျွန်တော်တို့ဟောပါတော့อืม fighter နှစ်ယောက် lifter နှစ်ယောက်နောက်ထပ်နှစ်ယောက် ਨੇ ကျွန်တော်တို့သွားတာဒီ casino မှာတော့တိတ်ပြီးပြဿနာမရှိဘူးဗျ casino ကိုပြန်မှာ fighter lift နောက်ထပ်ဒီပုံတက်ကသားပေါ့မှန်တယ်ပေါ့ဟုတ်တယ်ဒါပေမဲ့၄ယောက်ကြီးမှာကျတော့ ဟိုဒီခောက်သွားမှာနည်းနည်းလေးအရင်ခောက်တွေနဲ့မတူနည်းလေးတော့ထူးကြတယ်ဟိုငကိုကကျွန်တော်တို့ခလိုပေါက်တွေပကင်ပေါက်တွေအဲ့လိုတွေစုံဟိုနှစ်ပေါက်နဲ့သွားတာခုကကျွန်တော်တို့ဟိုအာကြီးကလည်းပြန်ပြန်သမားပဲပကင်ကဲတာပေါ့ကျွန်တော်ကလည်းပြန်သမားတယ်ပကင်ပဲကဲတာခုကကျွန်တော်လေးယောက်ချင်းမှာကျွန်တော်ဒီပကင်နှစ်ပေါက်ဖြစ်နေဟိုအခုတော့အချင်းလေးတွေပါတော့ဟိုတဲတွေပါတော့ပါတယ်ဆိုတော့အာတို့လေးယောက်ချင်းမှာတို့နှစ်ပေါက်ကနေခလိုကဲတာပေါ့ ဖြစ်တဲ့အတွက်ကြောင့်မလို့ဟိုတခါပါဒီလိုဒီဒီဒီလိုတော့မပြိုင်ဘူးထင်ပါတယ်ဟိုကျွန်တော်ဟိုလေးရချင်းမနိုင်နိုင်ငံတကာအောင်တော့ပြိုင်ပြီဆိုရင်ဟိုခရူပေါင်းနဲ့ပကင်ပေါင်းတွေပြန်ပေါင်းတွေနဲ့သွားတာပေါ့အခုကကျွန်တော်တို့ဗျန်နပေါက်ချက်နေတော့ကစားတဲ့ပုံစံအနေနဲ့တော့ဆန်းနေတာပေါ့ဗျာဟိုတိတ်ပြီးဒီလိုကစားဘူးကစားလေ့ကျင့်လည်းမရှိရော်လေဟိုလစ်ဘရာရီမှာလည်းနေနေတော့ခက်တွေ့နေတယ်တင်ရတာဒါပေမဲ့ ဒါလည်းဟိုပါပေါ့ viewer viewer အသက်တစ်ခုလည်းဖြစ်ရင်ဖြစ်မှာပေါ့ဒီ begin the box ဆိုပေမဲ့လည်းဟိုကျွန်တော်တို့ဒါ l e ပိုင်းနေပါပေါ့နိဗ္ဗာန်တွေကဘယ်ဘယ်ဘောက်ကဘယ်လိုကဲညာဘောက်ကဘယ်လိုကဲဘယ်လိုဘယ်လိုနေပေါ့ဘယ်လိုနေရဆိုတာလေးတော့ဟိုစနေတစ်ချက်နဲ့တို့ကျွန်တော်တို့သင်ပေးပါတယ်ဟုတ်အကောင်းဆုံးတော့ကျွန်တော်တို့ဒီတင်းဝက်ညင်ညင်နဲ့ဒီကသမားတွေနဲ့စုတစ်ခုတော့ရမယ်လို့ကျွန်တော်ထင်ပါတယ်ဟုတ် ဲတက်နိုင်သမျှတော့ကျွန်တော်တို့အခုလက်ရှိလဲတောက်လျှောက်ပေါ့ဒီမိပြရနေနဲ့ဒီအကြီးကဲရနေနဲ့စနစ်တကျနဲ့ပေါ့ဒီရက်ကန့်တူဝင်မယ်လဲအဲကစားသမားတွေဘလို့သိကျင်ဘလို့ဖြစ်နိုင်လဲဆိုတော့ဒီစနစ်တကျနဲ့မိပြရနေညွှန်ကြားမှုနဲ့ကျွန်တော်တို့လိုက်ပြီးထွက်နေဆင်းနေရပေါ့ဆင်းနေတော့နည်းနည်းချင်းဖြစ်ဖြစ်ချင်းဖြစ်ဖြစ်ချင်းတော့နည်းနည်းတော့အားရလာပြီပေါ့ဒီကစားတဲ့အပိုင်းတွေလက်ကြည့်မှုပိုင်းတွေပါအဲစနေကြတဲ့နေပြတွေကဒီလိုလိုလေးလုပ်ဆိုတော့အတင်းဝက်လေးကိုကြားသလောက်တော့အတင်းကအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့စူဝေးပြီးတော့ အလေးချိန်နေရအောင်အဲ့အတွက်ကြောင့်မလို့ဒီပြိုင်ပွဲရောက်ပြီဆိုရင်တော့နည်းဆုံးတော့ကျွန်တော်တို့ဟိုအောင်မြင်မှုတစ်ခုကတော့ရအောင်ပေါ့နော်ဟိုအဲ့တဲ့ဒီထိတ်ဆုံးစီမရောက်ရင်တော့နည်းဆုံးကာလာဝင်ကာလာဝင်အောင်တော့ကျွန်တော်တို့အကောင်းဆုံးရှင်ပြန်ကစားတော့ပေါ့နော် Okay. ကျွန်တော်တို့ဒီပိုက်ဆံခြင်းကိုကျွန်တော်အားပေးနေတဲ့ ်ပတ်ကျင်ချစ်သူဝါဒနာရှင်တွေအကုန်လုံးကျွန်တော်ပတ်ကျင်တဲ့အားသားလေးကိုကစားနေတဲ့ဒီကစားသမားလေးတွေကိုလည်းဆက်ပြီးအားပေးကြဖို့ရန်နဲ့ဒီအားပေးနေတဲ့ပြည်သက်တွေတယောက်ချင်းစီတိုင်းကိုကစားသမားတွေကိုစားကျွန်တော်ဒီကနေပြီးတော့အကျေးဇူးတင်ပါတယ်ဟုတ်